ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျကိုမိုကားတို့ပညာကားစီဆန္ဒနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဟုတ်ကဲ့ဒီနေ့မိတ်ဆက်ပေးမယ့်ကားလေးကတော့ Harvey A6 ဆိုတဲ့ luxury SUV ကားလေးတစ်စီးပဲဖြစ်ပါတယ်ဗျဒီကားလေးမှာဘယ်လိုမျိုး function လေးပေါင်းအောင်ရမလဲဘယ်လိုမျိုးအသက်ချက်လေးပေါင်းအောင်ရမလဲဒီကားလေးရဲ့ specification အချက်အလက်လေးတို့ကျွန်တော်တစ်ချက်တော့ပြပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော် Harvey Aces အဲ SUV ကားလေးရဲ့အတွင်းပိုင်းလေးပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ steering မှာဆိုရင်လည်းကျွန်တော်တို့ volume control လေးပါမယ် cruise control ကလုတ်လေးပါဝင်သွားမှာဗျဟုတ်ကဲ့ကျွန်တော်တို့ battery shift ကလုတ်လေးနဲ့ပါဝင်သွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီဘက်ချမ်းမှာဆိုရင်လည်းကျွန်တော်တို့ digital aircon လေးပြသွားမယ် post test monkey နောက်ထပ်တစ်ချက်နေရတော့ဒီကားလေးမှာ electronic parking brake system လေးကိုအသုံးပြုပေးထားပါတယ်ဗျ ီးတော့ဒီကားလေးမှာကနောက်ထပ် economy sport ဆိုတဲ့မူလေးသုံးမှုပါဝင်မှာဖြစ်ပါတယ်ဗျ။နောက်ထပ်ထူးခြားချက်အနေနဲ့ဒီကားလေးကကျွန်တော်တို့360ကင်မရာလေးပါရှိသွားမယ်။ပြီးရင် parking ထိုးတဲ့အခါမှာအခက်တွေ့နေကြတဲ့လူများအတွက် auto parking system လေးလည်းပါရှိသွားမှာဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ဒီကားလေးကတော့ဒီအခြေခံနောက်ခံ ဒီ seat တွေအကုန်လုံးက leather seat တွေဖြစ်သွားမယ်ဟုတ်ကဲ့ကျွန်တော်တို့ရှေ့ကမ်းလေးမှာဆိုရင် driver ဘက်ကော passenger ဘက်ကော seat motor လေးတွေ seat memory လေးပုံဝင်သွားမှဖြစ်ပါတယ်ခင်ဗျကျွန်တော်နောက်ခန်းလေးကိုကြည့်မယ်ဆိုရင်လည်းဒီဒူကောင် aircon လေးလေးပုံဝင်သွားတဲ့အတွက်ကြောင့်နောက်ခန်းလေးတို့လည်း aircon မအေးမအောင်စိတ်မပူပါဘူးဗျဟုတ်ကဲ့ဒါလေးကကျွန်တော်တို့သူ့ရဲ့နောက်ခန်းခြေဝန်းလေးပဲဖြစ်ပါတယ်ဗျသူ့ရဲ့နောက်ခန်းကောက်ကို space ရတယ်တော်တော်လေးကျယ်ပါတယ်ဗျဒါလေးကတော့ကျွန်တော်တို့နောက်ပိုင်းလေးပဲဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ဒီကားလေးကိုချန်နေတဲ့လို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ ကျွန်တော်ကိုမုန်းကားနုပညာကားဆေးစံတာမှာမျက်မြင်ကိုတွေ့နှာရောက်ဝယ်ယူအပိနေပါပြီဗျဒီကားလေးရဲ့ model လေးကတော့ model 2021 engine power လေးကတော့1.5 turbo လေးနဲ့လာပြီးတော့ဒီကားလေးရဲ့အစီးနှုန်းလေးကတော့3380ဖြစ်ပါတယ်ဗျဟုတ်ကဲ့အဆုံးနည်းကြည့်ရှုပြီးတဲ့အတွက်ထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ